ပြစ်ရခိုင်ပြည်နယ်မြောက်ပိုင်းပြည်နယ်အစိုးရယုံအဖွဲ့ဆက်ရာစစ်တွေကိုကာကွယ်ရန်စစ်တက22မိုင်ခန့်ဝေးသည့်ပုံနာကျုံမြို့နယ်ဘက်စစ်ကြောင်းထိုးပြီးကွမ်းတောင်နဲ့မြေကျွန်းရွာများအနီးခံစစ်ဆီးများအသေးချာပြင်ဆင်နေတယ်လို့ဒေသခံတွေကပြောကြားပါတယ်မင်းကြောင်တရားကိုပြင်းနေပြီးရင်ပုံနာကျုံမျိုးနယ်တဲကကွမ်းတောင်ရွာဘက်ကိုဆင်းလာတာဘန်ကာအကြီးတွေ၃လေးဆင်းအောင်လှုပ်ထားတယ်လက်နက်ကြီးဒုံးတွေနဲ့တောက်လျှောက်ပစ်ပြီးတော့ချက်လာတာ အေအေဘက်ကလည်းအဲ့ဒီနားကနေပြန်ဆုတ်ပေးရတဲ့အခြေအနေဖြစ်နေတယ်လို့စစ်ရေးနဲ့နေဆက်တဲ့မြေပြင်သတင်းရင်းမြစ်ကပြောကြပါဗျ။အေအေတပ်ဖွဲ့ဝင်များဤဝိုင်းဝန်းပိတ်ဆို့ခံထားရသည့်စစ်ကောင်မရှင်တပ်သည်စစ်တွေ့မျိုးပတ်လည်ပုံနာကျုံမျိုးနယ်နှင့်အနီးဆက်ဆုံးနေရာများတွင်ရှစ်တပ်ကာကင်စကန်ကြီးများအခိုင်အမာတည်ဆောက်၍အင်အားဖြည့်နေခဲ့ရမှာယခုအခါပုံနာကျုံနယ်စစ်တွေအဆက်မင်းကျောင်းအမြင့်ကျွန်းတံတားပေါ်နှင့်တံတားအောက်ပုံနာကျုံမျိုးနယ်ဗတ်ချန်းတို့ပါထိုးစစ်ဆင်ပြီးကာကင်များတိုးချလာခြင်းဖြစ်ပါသည်။ စစ်တပ်ဒီပုံနာကျုံမြို့နယ်အတွင်းတိုက်ပွဲများပြင်းထန်နေချိန်ပြီးခဲ့တဲ့2024ခုနှစ်ဖေဖော်ဝါရီလဇန်ကတည်းကပုံနာကျုံမှာစစ်တွေမျိုးတို့လာရကားလမ်းမပေါ်ရှိမင်းကြောင်တံတားကိုချိုးဖျက်ခဲ့ပြီးယခုအခါပြန်လည်ပြုပြင်ခြင်းဖြစ်ပါတယ်။အထက်ပါသတင်းရင်းမြစ်ကဒီလန်ကဝင်ပြီးစစ်တပ်တပ်ရင်းတွေကို လာတိုက်မှာဆိုလို့ချိုးထားတာအခုတော့တံတားကိုပြန်လုတ်တယ်ကာကင်းကြီးတွေစောက်တယ်စစ်တွေကိုအလွယ်တကူဝင်လို့မရအောင်ရှေ့ထွက်ကာကင်းကြီးတိုးစောက်တယ်စစ်တွေကိုကာဖို့ခံတက်လုတ်တဲ့သဘောပဲလို့ပြောကြပါတယ်။ ရခိုင်ပြည်နယ်အတွင်းစစ်တွေကြောက်ဖြူမန်အောင်မြို့နယ်၃ခုကိုသာထိန်းချုပ်နိုင်သောသည့်စစ်ကော်မရှင်သည်ကြောက်ဖြူမြို့နယ်ရှိတပ်စခန်းများဇက်တိုက်လက်လွတ်ခဲ့ရခြင်းယခုနှစ်ဇူလိုင်လကတည်းကစစ်တွေမြို့နယ်မှာရှေတန်းကာကင်စခန်းများဖြစ်တဲ့ဇော်မတက်ဂန်းကော်ကျွန်းသုံးဆောင်ရွာနဲ့ပါရာလေအမြင့်ကျောတရင်များတို့အင်အားလက်နက်ဖြည့်တင်းမှုများပြုလုပ်ခဲ့ပါသည်။ထို့ပြင်2024ခုနှစ်မတ်လကတည်းကအေအေသိမ့်ပိုက်ထားသည့်ပုံနာကျောမြို့နယ်ဘက်သို့ပါ မင်းကြောင်တရားမှတဆင့်လက်နက်ကြီးဒရုန်းများနဲ့ပစ်ခတ်ပြီးနယ်မြေချဲ့ကထိုးစစ်ဆင်နေပါတယ်။လက်နက်ကြီးကတော့နှိမ့်တိုင်းပစ်နေကြတာပဲအပြန့်လှန့်ပစ်တယ်။ထိတွေ့တိုက်ပွဲတွေလည်းရန်ဖန်ရန်ခါဖြစ်နေတာတလာနီးပါရှိတယ်။အထူးကတော့ပုံနာကျုံအဆက်မှာဖြစ်နေတာလို့အေအေနဲ့နှီးစက်တဲ့နောက်ထပ်သတင်းရင်းမြစ်တအူကပြောကြပါဗျ။အေအေနဲ့စစ်ကောင်မရှင်တက်တို့သည်ရွှေမင်းကန်ရေတပ်စခန်းအနီးဝန်းကျင်၊ဂန်းခေါ်ကျုံအနီးဝန်းကျင်နဲ့ပါရာလိတ်တရင်များအနီးဝန်းကျင်တို့တွင်နှစ်ဖက်ထိတွေ့တိုက်ပွဲများဖြစ်လေရှိကြောင်း ပြင်းပြင်းထန်ထန်ဖြစ်ခြင်းမျိုးမဟုတ်ပဲနေ့စဉ်လက်နက်ငယ်လက်နက်ကြီးများဖြင့်အပြန်အလှန်ပြစ်ခတ်ခြင်းမျိုးဖြစ်ကြောင်းစစ်တွေဒေသခံကပြောကြားပါရယ်အော်တိုဘား15ရက် AA ထုတ်ပြန်ချက်တွင်လည်းစစ်တွေမျိုးအနီးဝန်းကျင်၌လက်နက်ကြီး drone အပြန်အလှန်တိုက်ခိုက်မှုများပုံမပြင်းထန်နေတယ်လို့ဆိုထားပါရယ်စစ်ကော်မရှင်တပ်သည် AA တပ်ဖွဲ့ဝင်များရှိတယ်လို့ယူဆသည့်နေရာများသို့လက်နက်ကြီး drone များနှင့်ပြစ်ခတ်မှုများရှိတယ်လို့အရသားနေထိုင်ရာပေါက်တုံးနယ်ပုံနာကျုံမြို့နယ်ကျေးရွာများသို့ပါလက်နက်ကြီးများပြစ်ခတ်လေရှိပါရယ် လက်နက်ကြီးတန်မကြားရတဲ့နေမရှိဘူးဒီနေ့လဲပေါက်တော့ဘက်ကိုတုံလုံးကြတယ်ဘဲရွာမှာကြလဲတော့မတည်ဘူးလို့စစ်တွေမျိုးနယ်နဲ့ထိဆက်နေသည်ပေါက်တော့မျိုးနယ်မှာဒေသခံအမျိုးသားတအူကပြောကြပါဗျ။စစ်တွေမျိုးနယ်အတွင်းနှစ်ဖက်တိုက်ပွဲများဖြစ်ပွားသလိုစစ်တွေမျိုးတွင်း၌လည်းစစ်ကောင်မရှင်တပ်ဖွဲ့များနဲ့ဒေါ်စောမြရာစာလင်းဦးဆောင်သောရခိုင်ပြည်လွမြောက်ရေးတပ်မတော် ANP တပ်ဖွဲ့ဝင်များကနေအိမ်များကိုဝင်ရောက်စစ်ဆေးခြင်းဖမ်းဆီးခြင်းများလှုပ်ဆောင်နေတယ်လို့မျိုးကံများကပြောကြပါဗျ။ ်စစ်တွေမျိုးရင်းစစ်ကောင်မရှင်ကပြည်내အစိုးရအဖွဲ့ရုံးဆိုင်ထားပြီးဒေတာစစ်ရဲကွက်ကဲမှုဌာနချုပ်ဒါကာစစစ်တွေလည်းအထိုင်ချထားပါတယ်ထို့ပြင်အမ်းမှတက်ဆုပ်ပြေးလာရသည့်လက်ကျန်တပ်သားများနှင့်စုဖွဲ့ကအနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ကိုလည်းစစ်တွေ၌အခြေချထားပြီးရေတပ်ဌာနချုပ်လက်ယုံတပ်များအပါအဝင်အခြေစိုက်တရင်30ကျော်ရှိနေပါတယ်စကိုင်းပြည်နယ်အတွင်းမှာမြို့နယ်14ခုနှင့်ချင်းပြည်နယ်ပလောဝါမြို့နယ်တို့ကိုတိမ့်ပိုက်ထိန်းချုပ်ထားသည့် AAD ရခိုင်ဒေသတစ်ခုလုံးကိုအပြည့်အသက်သိမ်းပိုက်သွားမည်ဖြစ်ကြောင်းမကြာခဏအတိပေးထုတ်ပြန်လျက်ရှိတော်လဲယခုနှစ်ဇူလိုင်လမှစ၍သိမ်းပိုက်ထိန်းချုပ်ထားသောနယ်မြေများကိုပြန်လည်လက်လွတ်ဆုံးရှုံးလျက်ရှိနေပါသည်